မမေချိုလေမင်္ဂလာပါဟုတ်မင်္ဂလာပါကိုဟုတ်ဆိုတော့အခုဒီမြန်မာနိုင်ငံမှာလူငယ်အမျိုးသမီးတယောက်အနေနဲ့ပေါ့နော်နိုင်ငံရေးလှုပ်ရှားနေတာလဲကျွန်တော်တို့ကြားရတယ်လေဟုတ်အဲ့တော့ဒီနိုင်ငံရေးကိုဘယ်လိုစပြီးတော့စိတ်ဝင်စားလာလဲပါလာလဲအခုဖယ်ဖွဲ့နဲ့ဘာတွေလုပ်နေလဲအရင်ဆုံးနည်းနည်းပြောပြပါလားဟုတ်ကဲ့ မြမကအခုရန်ကုန်တောင်ပိုင်းခရိုင် NLD အလုံးမှုဆောင်အဖွဲ့ဝင်ဖြစ်မြမတို့ NLD ပါတီမှာနိုင်ငံရေးကိုလောက်ကင်နေပါတယ်။နိုင်ငံရေးတဲကိုပါဝင်လာတာတော့စိတ်ဝင်စားလာတာတော့မြမတို့ရဲ့ဒီအဖိုးအဖွားတွေအမိဘတွေအကြောင်းပါပဲ။သူတို့ကနေပြီးတော့မြမလေးအမိဘတွေနဲ့အတူတူငငယ်လေးရတရားတွေကိုနိုင်ငံရေးကိုလိုက်လံပြီးတော့ လောက်ကိုင်နေပေါ့အဲ့ခါမှာဒီဒီပဲရင်အရေးခင်ဖြစ်တယ်2003ခုနှစ်မှာအဲ့ချိန်မှာညီမလေးကကွန်ပျူတာတက်ကတူပထမနှစ်ကျောင်းသူပေါ့အဲ့မှာညီမလေးအသက်18နှစ်ပါအဲ့မှာမမေနဲ့အတူတူဒီဒီပဲရင်အရေးခင်ပြီးတဲ့နောက်မှာညီမလေးတို့မြို့နယ်အသီးသီးကတက်ကြွလှုပ်ရှားသူတွေကိုလိုက်လံပြီးရောဖမ်းဆီးရတဲ့အခါမှာညီမလေးကအဖမ်းခံခဲ့ရပါတယ်အဲ့မှာစစ်ကြောရေးစခန်းမှာတပတ်အင်းစိန်ထောင်မှာနှစ်ပတ်ပေါ့နော်အချုပ်နဲ့နေခဲ့ရပါတယ်အဲ့ချိန်ကနေစပြီးတော့အရင်တုန်းကတည်းကစိတ်ဝင်စားနေရနေပြီးတော့ညီမလေးကအဲ့လိုအဖမ်းခံပြီးပြန်လွတ်လာ ပြီးရဲ့နောက်ပိုင်းမှာဒီနိုင်ငံရေးပို့ပေါ်ကိုရဲ့အဲ့မှာနိုင်ငံရေးလောကထဲမှာပါသွားတာပါပဲ။အော်ဆိုတော့အခုနောက်ပိုင်းကျတော့ဟိုဘယ်လိုဆက်လှုပ်ရှားလဲ။အခုမန္တလေးတို့ကဒီ2012နောက်ပိုင်းမှာမန္တလေးတို့နိုင်ငံရေးတွေကပြည်တွင်းမှာအပြောင်းလဲတွေဖြစ်လာတယ်။ ပြန်လာတဲ့အခါကျတော့ဒီမှာလေးတို့ပါတီမှတ်ပုံပြန်တင်တယ်ပါတီကိုအရင်တိုင်းကဝင်ထားပြီးသားကနေပြီးတော့နောက်တော့ဟိုအစ်စ်ပြန်လဲဝင်ရတယ်ပေါ့အဲ့ခါမှာဒီမှာလေးတို့ပါတီညီလာခံနေလောက်တယ်ပါတီတွေကိုစနစ်တကျပြန်လဲပြီးတော့ဖွဲ့စည်းရဲ့အချိန်မှာဒီမှာလေးတို့အသက်ကတော့လူငယ်အသက်ပေါ့ဒါပေမဲ့လည်းညီလာခံမှာလူကြီးအလုံးမှုဆောင်အနေနဲ့ဝင်ရောက်ရွေးခံပြီးတော့ဒီအလုံးလုံးမှုဆောင်ဖွဲ့ဝင်ဖြစ်သွားတယ်ဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာတော့ဒီမှာလေးတို့ဒီအဖွဲ့ချုပ်ရဲ့ခေါင်းဆောင်အနေနဲ့ဒီမလူလူကောင်းဆောင်အမေစုပေါ့ သူတို့သွားတဲ့လမ်းကြောင်းနောက်ကိုညီမလေးတို့တွေလိုက်ရတယ်ပြီးတော့ပြည်သူလူထုကြားထဲမှာဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့အသိပညာပေးရတာတွေမရွေးကောက်ပွဲကာလတွေမှာဆိုလို့ရှိရင်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဟောပြောရတာတွေဒီအဖွဲ့ချုပ်သွားဝင်နေတဲ့မူဝါဒတွေလမ်းစဉ်တွေကိုပြည်သူတွေနားလည်အောင်ညီမလေးတို့တောင်ပိုင်းခရိုင်ထဲမှာပေါ့မလေးတို့တောင်ပိုင်းဆိုတော့တောင်ပိုင်းခရိုင်ဆိုတာဒီဒလာတို့ကိုညံကုန်းတို့လားဟုတ်ကဲ့တောင်ပိုင်းခရိုင်မှာကိုမျိုးနယ်ပါပါတယ်ဒီဒလာ20ကော်မူကိုညံကုန်းစိတ်ကြီးခဏောင်းတို့ ။ဝက်ချမ်းမှာဆိုတန်လျင်ကြောက်တန်းခရမ်းသုံးခွာ။ပြီးတော့ကိုကိုကျိုးမှာပါရင်တော့10မျိုးနဲ့ပါ။အဲ့မှာဆိုလို့ရှိရင်ဒီမလေးတို့တောင်ပိုင်းခရိုင်ကဖွံ့ဖြိုးတိုးတက်မှုနည်းတဲ့ခရိုင်ပေါ့ရန်ကုန်တိုင်းမှာခရိုင်လေးခရိုင်ထဲမှာ အဲ့ဒီတောင်ပိုင်းခရိုင်ထဲမှာဆိုရင်ဟိုလမ်းမဆက်သွယ်ရေးလည်းခက်ခဲပါတယ်လယ်ယာမြေနဲ့စိုက်ပျိုးရေးကိုအဓိကလောက်ကင်တာပေါ့ဆက်မှု လုပ်ငန်းတွေပါတယ်တောင်ပိုင်းခရိုင်မှာဖွံ့ဖြိုးမှုအားနည်းပါတယ်ဆက်ယုံအလုပ်ယုံတွေတိတ်မရှိပါဘူးအဲ့ခါကျတော့ဒီပြည်သူလူထုချားကိုပဲအရောက်သွားပြီးတော့ဒီနိုင်ငံရေးစီးယုံတာတွေဟောပြောတာတွေအသိပညာပေးတာတွေလောက်ရပါတယ်ဟုတ်အဲ့တော့ဘလို့တူရလဲလူထုရဲ့နိုင်ငံရေးအခြေအနေအားအရန်ကိုသူတို့ကတက်ကြွပြီးတော့စိတ်ဝင်စားပြီးအားပေးပါတယ် NLD ပါတီကိုလည်းထောက်ခံအားပေးပါတယ် ရွေးကောက်ပွဲမှာဆိုရင်လည်းဒီကိုအဖွဲ့ဝင်တွေသွားပြီဆိုတာနဲ့တခဲနဲ့ကိုကြိုးဆိုကြပါတယ်။အဲတခုတော့ရှိရပါလေ။အားပေးတယ်ဆိုပေမဲ့ဥမာရွေးကောက်ပွဲလုပ်တဲ့အခါမျိုးတွေမှာမဲပေးပုံမဲပေးနည်းတွေကိုမသိတာမျိုးတွေ၊ဗာမျိုးတွေအဲ့လိုမျိုးတွေရှိရင်တော့ရှင်းပြရပါတယ်။ရွေးကောက်ပွဲဒီမှာပြည်သူတွေကဘယ်လိုမျိုးမဲပေးရမလဲ။ လူတိုင်းကမဲပေးရမယ်မဲဖင်းပါမပါသွားကြည့်ရမယ်ဆိုတာမျိုးတွေမဲပေးပုံပေးပြီးနောက်ဆုံးတစိတုံးနဲ့ထုတာသာအဲ့လိုမျိုးอ่ะသာအသေးစိတ်ပြည်သူလူထုကိုတိန်တက်တိန်စင်ဒိုးတူဒိုးပေါ့နော်လိုက်ပြီးတော့ပြောရပါတယ်ဟုတ်ဟုတ်အဲ့တော့အဲ့လိုလှုပ်တဲ့အခါမှာအခုလူငယ်အမျိုးသမီးတယောက်အနေနဲ့ပေါ့နော်ဒီဗမာလူအဖွဲ့အစည်းမှာဘလို့အခက်ခဲရင်ဆိုင်ရလဲဟုတ်အခက်ခဲတွေကတော့ရှိတယ်အကိုကြီးရှိတယ်ဆိုတာမလေးတို့2000ဆနစ်အရှိပိုင်းမှာကြုံခဲ့ရတဲ့အခက်ခဲတွေကတမျိုး 2012ဒီနောက်ပိုင်းမှာကြုံတွေ့ရတဲ့အခက်အခဲတွေကတမျိုးအဲ့မှာမှဟိုနိုင်ငံရေးလုပ်တဲ့လူငယ်တွေအနေနဲ့နိုင်ငံရေးလုပ်တဲ့အမျိုးသမီးတွေအနေနဲ့အခက်အခဲတွေကကြုံရပါတယ်ဒီလူကြီးတွေထက်လဲပိုကြုံရတယ်ပြီးတော့အမျိုးသားတွေထက်လဲလူအမျိုးသမီးအနေနဲ့နိုင်ငံရေးလုပ်တဲ့အခါမှာအခက်အခဲတွေကြုံရပါတယ်အဲ့လိုမျိုးဆိုတော့ဒီမြန်မာမှုဝင်းကျင်မှာလဲဒါဟိုအမျိုးသမီးတွေနိုင်ငံရေးလုပ်တဲ့အခါမျိုးမှာပေါ့เนาะပြီးတော့လူငယ်တွေနိုင်ငံရေးလုပ်တဲ့အခါမျိုးမှာဒီပိုပြီးတော့ အားပေးဖို့ပေါ့မိသားစုကနေစပြီးပဝင်းချင်ရနေစပြီးအဲ့လိုအားပေးမျိုးဟိုလိုပါတယ်အခက်ခဲတွေအများကြီးကြုံလာနေတော့ရှိပါတယ်ဟိုပြောရမယ်ဆိုရင်ကိုယ့်ရဲ့နိုင်ငံရေးမျိုးသမီးနိုင်ငံရေးလို့ဖို့လူငယ်တယောက်နိုင်ငံရေးလို့ဖို့ကလည်းတကယ်တော့မလွယ်ပါဘူးမိသားစုရဲ့အားပေးမှုလည်းလိုတယ်လို့ဘေးပတ်ဝန်းကျင်ရဲ့တချို့တွေဆိုဥမာလူငယ်တွေနိုင်ငံရေးလို့တဲ့အခါမျိုးမှာပေါ့ဟိုတချို့အလုံးမရှိလို့လောက်တယ်ဆိုတဲ့ပုံစံမျိုးတို့ နော်ဒီဒါနိုင်ငံရေးကိုသွားပြီးတော့လုပ်နေတာအပိုလုပ်တစ်ခုကိုသွားလုပ်နေရဆိုတဲ့ပုံစံမျိုးမမြင်သင့်ပါဘူးအဲ့လိုမျိုးအခုလိုမျိုးမြန်မာနိုင်ငံလိုမျိုးဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့ဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးအဖက်ဖက်ကဝိုင်းတွန်းတင်ရမယ်ဆိုတဲ့အနေအထားမှာလူငယ်တွေနိုင်ငံရေးကိုစိတ်ဝင်စားဖို့အရန်လိုပါတယ်အခုလက်ရှိဒီအမေရိကန်နိုင်ငံလိုမျိုးစနစ်ဒီမိုကရေစီစနစ်အသားကျနေတဲ့နိုင်ငံမျိုးထက်စာရင် ဒီလိုနိုင်ငံမျိုးမှာကြတော့သူဒီမိုကရေစီစနစ်ကနှစ်ပေါင်းရာနဲ့ချီပြီးအသားကျနေတဲ့အတွက်ဒီလူငယ်တွေကနောက်ဆုံးနိုင်ငံရေးစိတ်ဝင်စားအောင်ဆိုရင်တော့မှမြန်မာတို့လိုမြန်မာနိုင်ငံလိုနေရာမျိုးမှာဆိုလူငယ်တွေအမျိုးသမီးတွေနိုင်ငံရေးစိတ်ဝင်စားမှဖြစ်မှာတိုင်းမီယာဟုတ်နောက်တစ်ခုကအခုဒီနေရာအနှံ့ပြားမှာပဲပေါ့နော်မိုးရေစုကပေါ်နေတယ်ဆိုတော့လည်းတော့ကြားရတယ်လေလူငယ်တွေကြားမှာလည်းဒီလိုတော့သုံးတယ်ပေါ့နော်အဲ့တော့ဟိုမမင်ချိုလည်းအခုသွားလာလှုပ်ရှားနေတဲ့ area မှာဘယ်လိုတွေ့ရလဲဟုတ်အဲ့မှာပေါ့လူငယ်တွေအနေနဲ့ဒီလိုမျိုး စမ်းသပ်ချင်တာတို့ဘာမျိုးတွေရှိနိုင်ပါတယ်။ဥညမဆိုလို့ရှိရင်ဒီဟိုလူငယ်တွေအနေနဲ့ဆိုလို့ရှိရင်နိုင်ငံရေးကိုစိတ်ဝင်စားစေချင်တယ်ပြီးတော့အားကစားပေါ့နော်။လူငယ်တွေကိုအားကစားမှာစိတ်ပါသေးချင်တယ်။ဒါမျိုးစမ်းသပ်လုပ်ကိုင်တာမျိုးတွေကိုလုံးဝမဖြစ်စေချင်ဘူးပေါ့။ပြီးတော့အသိပညာပေးမှုတွေလည်းလိုအပ်တယ်ပေါ့။အခုဒီမူရစေဝါကိုတိုင်းမိအနေနဲ့လည်းထိထိရောက်ရောက်ဒီတိုက်ဖြတ်ဖို့လိုအပ်တယ်ပေါ့။အဲ့လိုတိုက်ဖြတ်ဖို့လိုအပ်တယ်ဆိုတဲ့နေရာမှာဒီသုံးဆွဲနေတဲ့ဒီလူငယ်တွေကြားမှာပဲ တိုက်ဖြတ်တာမျိုးမဟုတ်ဘဲနဲ့เนาะတကယ့်ကိုဒီထိထိရောက်ရောက်ဒီလူငယ်တွေစီကိုအဲ့လိုမျိုးရောင်းဝယ်အဲ့လိုမျိုးရောင်းအောင်လုပ်နေတဲ့လူမျိုးတွေတကယ့်စီးပွားရေးသမားတွေဘာတွေဒီလိုအဲ့လိုမျိုးတွေကိုထိထိရောက်ရောက်နှိမ်နှင်းတင်ပါတယ်။ဟိုဟိုတစ်ခါကဒီဖိလစ်ပိုင်သမားလည်းဟိုမြန်မာပြည်ကိုလာတယ်လေ။ခေါင်းဆောင်နေနဲ့တွေ့တယ်အဲ့လိုမျိုးဆိုတော့ဒီလိုမျိုးဟိုအဲ့လိုကြမ်းကြမ်းတန်းတန်းနှိမ်နှင်းတာမျိုးမဟုတ်ဘဲနဲ့เนาะထိထိရောက်ရောက်ပေါ့เนาะ တကယ်ကိုအဲ့လိုမျိုးလှုပ်တတ်ပါတယ်။ဟုတ်အဲ့နောက်တစ်ခုကဟိုမမေချုံလည်းလေဟိုကရားပဲမှာလားစာကြည့်တဲ့လေးတစ်ခုထောင်ထားတယ်ဆိုတော့လေအဲ့ဒါလည်းကြာလို့အဲ့ဒါဘယ်လိုလဲဟိုဘယ်လိုလုပ်နေလဲပေါ့နော်နည်းနည်းပြောပြ။အော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါကအဲ့ကရားပီနယ်ဘက်ကိုဟိုခရီးထွက်ဖြစ်တယ်ပေါ့ခရီးထွက်ပြတဲ့အခါကျတော့ဒီကရားပီနယ်အနှံ့မှာဒေသခံတိုင်းရင်းသားတွေကိုလိုက်ပြီးတော့လေ့လာတယ်။လေ့လာတယ်ဆိုတဲ့အခါမှာဟို အမတိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်တယ်အဲ့မှာဆိုကယားလူမျိုးရှိမယ်ကယန်းလူမျိုးရှိရယ်ရှမ်းလူမျိုးတွေလည်းရှိရယ်ပလောင်တို့ပအိုးတို့လည်းရှိရယ်ပေါ့အဲ့မှာမှညီမကဒီကယန်းမှာသွားပြီးတော့လှုပ်ဖြစ်ရတဲ့ရွယ်ချက်ကကြတော့ဒီသူတို့တွေကလေပင်ကြေးကွင်းဆွတ်တယ်လေပင်ကြေးကွင်းဆွတ်တဲ့အခါမျိုးမှာဒီလေပင်ကြေးကွင်းဆွတ်ဒီတိုင်းရင်းသားတွေသူတို့ကထိုင်းနိုင်ငံကိုရောက်နေကြတာတွေရှိတယ်ရှိရယ်ဆိုတဲ့အခါကျတော့ညီမရဲ့စိတ်ပေါ့နော်ဖြစ်သွားတာဟိုမှာပသိမ်ထီး အသိထီးဆိုလို့ရှင်မြန်မာနိုင်ငံရဲ့ဒီကိုရိုးရာလက်မှုတစ်ခုပေါ့အဲဒါမဲ့လေနိုင်ငံရဲ့စီးပွားရေးအခြေအနေဘာမျိုးတွေရှိရဲအဲ့ခါကြမလို့ကြည်ကြဲပြက်ပြက်မလို့ဖြစ်တာမျိုးတွေရှိရဲဒီကရမ်းလူမျိုးတွေဆိုလဲဒီသူတို့ရဲ့အရင်တော့နိုင်ငံရေးအခြေအနေတွေနည်းမြေမငိမ်းချမ်းတာတွေစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနောက်ကျတာတွေလမ်းမဆက်သွယ်ရေးခက်ခဲတာတွေကြောင့်ရေကြီးရမျက်နှာရပြောင်းသွားတယ်ပြောင်းပြီးဒီထိုင်းထိုင်းနိုင်ငံဘက်တွေပါရောက်သွားတယ်အဲ့ခါမျိုးမှာကိုယ့်ရဲ့ဒီဟိုတိုင်းရင်းသားတွေရဲ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို မမေးမိန်သွားသေးခြင်းမပမပပြောက်သွားသေးခြင်းအဲ့ဒီအတွက်ကို့ပြည်တွင်းမှာဖွံ့ဖြိုးမှသာသူတို့တိုင်းတစ်ပါးရောက်နေတဲ့လူတွေကပြန်ဝင်လာမယ်ပေါ့နော်အဲ့လိုမျိုးစိတ်လေးနဲ့ဒီနယ်မျိုးဖွံ့ဖြိုးသေးခြင်းလေအဲ့ခါကျတော့ညီမကအဲ့ရွာလေးမှာပေါ့ညီမတက်နိုင်တဲ့ဟာလေးကိုစာကြည့်တိုက်လေးလုပ်ပေးခြင်းနဲ့ဆိုပြီးတော့ညီမအဲ့ဒါလေးကိုကိုယ့်ရဲ့ချွေးနေတာနဲ့ရှာထားတာလေးတွေနဲ့ညီမစာအုပ်လေးတွေဝယ်လှူတယ်ပြီးတော့ညီမရဲ့နီးစပ်ရာမိတ်ဆွေအပေါင်းအသင်းတွေစီကစာအုပ်စာတန်းတွေအလှူခံတယ် ဲ့လိုမျိုးနဲ့ညီမအခုနှစ်ကြိမ်ရှိပြီသွားလှူတာရောက်တာကတော့အဲရွာကို၃၄ကြိမ်ရှိပြီရောက်တာဒါပေမဲ့စာအုပ်သွားလှူတာတော့နှစ်ကြိမ်ပေါ့နော်အခုလောလောဆယ်တော့ဟိုညီမသိ20ဘူးလောက်ဒီသောစာတန်းလေးလှူထားပါတယ်အဲတော့အဲ့ဟာရောဒီပါတီရဲ့အစီအစဉ်နဲ့လားကိုယ့်အစီအစဉ်နဲ့ကိုလားအဲ့ဒါကတော့ညီမတို့ပါတီစီစဉ်နဲ့မဟုတ်ပါဘူးကိုဒါကတော့ညီမကိုရဲ့ဟိုပရဟိတပေါ့နော်ပရဟိတကိုစိတ်ဝင်စားတဲ့အတွက် ောက်တာပါအရင်တော့ကလည်းဒီအခုနောက်ပိုင်းမှာလည်းပရာဟိတတွေကအရင်2012နောက်ပိုင်းမှာနိုင်ငံပြောင်းလဲပြီးွားတဲ့နောက်ပိုင်းမှာဖွံ့ဖြိုးတိုးတက်လာတယ်ပရာဟိတအဖွဲ့အစည်းတွေလည်းတော်တော်များများလောက်ကြပါတယ်ညီမတို့ဒီ2012ဟိုအစ်စ်အစောပိုင်းမှာဆိုလို့ရှိရင်ကျတော့ဒီပရာဟိတတို့တောင်မှအရင်ဒီချိုးနိုင်ထားတဲ့အနေထားတွေဖိနှိပ်ထားတဲ့အနေထားတွေရှိခဲ့တယ်ပေါ့အဲ့ချိန်မှာဆိုလို့ရှိရင်ညီမတို့ပရာဟိတအဖွဲ့အစည်းတွေထင်းထင်းပေါ်ပေါ်အဲ့လိုမျိုးတက်တက်ကြွကြွလူဝင်ရများများနဲ့ထောင်ဝင်းမရှိထူထောင်ဝင်းမရှိဘူးအဲ့ကာလမှာဆိုလဲညီမတို့ ဟိုကိုယ့်ရဲ့တပိုင်းတနိုင်ပေါ့ဒီနိုင်ငံရေးအကျဉ်းသားမိသားစုတွေဒီပတ်စံမတတ်နိုင်တဲ့လူတွေအဲ့လိုမျိုးတွေဆင်းအဲ့လိုညီမတို့အိမ်မှာစာတင်ပေးတယ်အခမဲ့ဒီစာတင်ကြောင်းဆိုတဲ့ဟာမျိုးထူထောင်တာမျိုးမဟုတ်ဘဲနဲ့ကိုယ်နီးစက်ရာတွေကိုအဲ့လိုအခမဲ့ပညာသင်ကြားပေးတာတွေကျေးလက်ဒေသတွေမှာကလေးတွေကိုအင်္ဂလိပ်စကားပြောသင်တန်းနေပေါ့နော်အဲ့လိုမျိုးတွေပြန်လဲမျှဝေပေးတာမျိုးတွေအဲ့လိုမျိုးတွေလုပ်ခဲ့ပါတယ်အခုနောက်ပိုင်းတော့ဒါကတော့ညီမက ပါတီမှာလုပ်နေတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတီးချာပရိုက်တာဖွဲ့စည်းအနေနဲ့လောက်တာမျိုးမဟုတ်ဖဲနဲ့ဟိုကို့ဒီနီးစက်ရမိတ်ဆွေတွေပါနေနဲ့ကို့ကို့ဘာကိုသွားလှူတယ်ပေါ့အဲ့မှာရွာမှာစာကြည့်လိုက်ပြီးဖွင့်ပေးတယ်ဟုတ်ကဲ့အခုဒီဟိုပါဒီနိုင်ငံရေးလှုပ်ရှားမှုပဲဖြစ်ဖြစ်ဒီပရိုက်တာပဲဖြစ်လှုပ်ကင်ဆောင်ရတဲ့အခါမှာဟောဟိုကိုရက်တီးရေးပေါ့နော်ဟုတ်ဒီဝင်ငွေတို့ဘာလို့အခြေအနေတွေရောဘလို့ဟာဖြစ်လဲဘယ်ကနေရရလဲအဲ့ဒါကတော့လေညီမတို့ဒီ နိုင်ငံရေးကလည်းပရဟိတအကြီးစားပေါ့နော်ပရဟိတကလည်းဒါနိုင်ငံရေးအသေးစားပဲပေါ့အဲ့ခါကျတော့ညီမတို့ကနိုင်ငံရေးလောကထဲမှာကဟိုဒီလိုမျိုးလောက်ကိုင်းနေတဲ့အခါမျိုးမှာဟိုနှစ်မျိုးတော့ရှိတာပေါ့ကိုယ်ဥမာကို့မိသားစုစီးပွားရေးလုပ်ငန်းနဲ့လောက်ကိုင်းနေပြီးရင်ဒီစနေတနင်္ဂနွေအားတဲ့နေ့မျိုးတို့ဒါမှမဟုတ်ကို့အလောက်ကနေအားတဲ့အချိန်မျိုးတို့မှာပါတီကလည်းဒါညီမတို့နိုင်ငံရေးကယုံကြည်ချက်ခံယူချက်နဲ့လောက်ကြတယ်ဒါလာစာနဲ့လောက်တဲ့အလုံးမဟုတ်ဘူးအဲ့ဒီအတွက်စီးပွားရေးတစ်ဖက်တစ်လမ်းမိသားစုအရေးရှိတဲ့လူတွေကလည်းတစ်ဖက် တ်တလန်းပေါ့အဲ့လိုလောက်တယ်ဟိုညီမတို့ဆိုလို့ရှိရင်ကြတော့မိသားစုဟိုဒီလိုရေးကိစ္စတွေအိမ်အောင်ရေးကိစ္စတွေပိုင်းမရှိဘူးလူငယ်လူလွတ်တယောက်အနေနဲ့လွတ်လွတ်လပ်လပ်ပို့ပြီးအချိန်ပေးပြီးလုပ်နိုင်တာပေါ့အဲ့အဲ့ခါမှာစီးပွားရေးဘက်မှာဆိုလို့ရှိရင်လည်းဟိုညီမတို့အနေနဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမျိုးတွေလုပ်တယ်လုပ်ပြီးွားလို့ရှိရင်ဒီနိုင်ငံရေးကိုတတ်နိုင်သလားကိုကပံ့ပိုးပေးတယ်ဟုတ်ကဲ့အဲ့တော့အခုဒီနေ့ခေတ်လူငယ်တွေပဲပေါ့နော်ဟုတ်ဘာတွေအဓိကလှုပ်ပေးဖို့လိုအပ်နေတယ်လို့မြင်လဲ ဟုတ်မြန်မာနိုင်ငံလူငယ်တွေအတွက်ကတော့လှုပ်ပေးတင်တာတွေကအများကြီးပဲပေါ့မြန်မာတို့လူငယ်တွေချားမှာ နိုင်ငံရေးကိုစိတ်ဝင်စားအောင်ကိုတိုင်းမီကအဖက်ဖက်ကနောက်ကျကြံခဲ့တဲ့အတွက်အခုလိုမျိုးကညီမတို့အမေရိကတွေဘာတွေဒီခုရောက်လာတယ်လာလေးလာတယ်အဲ့ချိန်မှာဒီနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုညီမတို့မြင်ရတယ်အဲ့ခါမှာဘာကြောင့်ဖွံ့ဖြိုးလဲဆိုတော့သူတို့က၁၀နှစ်ကောင်းတယ်၊စီကံကောင်းတယ်။လူတွေကအဲ့၁၀နှစ်ထဲမှာစီကံထဲမှာရောက်နေတယ်။အဲ့ဒီအတွက်ဒီကောင်းမွန်တဲ့၁၀နှစ်ကောင်းမွန်တဲ့စီကံနေရဲ့ကြားမှာလူတွေကအလုပ်ကိုကြိုးကြိုးစားစားလုပ်နိုင်တဲ့အတွက်ဒီတိုင်းမြာကမ္ဘာနံပါတ်၁အတိုးတက်ဆုံးနိုင်ငံဖြစ်နေတဲ့ဆောင်ညီမတို့မြင်ရတယ်။အဲ့ဒီအတွက် မြန်မာနိုင်ငံလူငယ်တွေရဲ့အသိပညာတွေဉာဏ်ပညာတွေကိုဖွံ့ဖြိုးသွခြင်းနဲ့အဲ့ဒါတွေကိုညီမတို့လှုပ်ဆောင်ပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့ခါမှာပါတီဆိုင်ကနေ လဲလောက်ရမယ်ဒီပရာဟိတာစိုက်ကလည်းလောက်ရမယ်ညီမတို့စိုက်ပေါင်းစုံကနေပြီးတော့လောက်ရမယ်အခုလွှတ်တော်အမတ်တွေပေါ့နော်လွှတ်တော်အမတ်တွေအနေနဲ့လည်းဟိုအခုလိုမျိုးနိုင်ငံခြားကိုဒီလိုလေးလာရေးခီးတွေကိုမကြခဏနိုင်ငံတိုင်းကိုထွက်ပေးတဲ့ ਨੇ အဲ့ဒါမှသာဟိုကောင်းတာမကောင်းတာတွေကိုဖယ်မယ်ကောင်းတဲ့ဟာတွေကိုစာနမူနာယူမယ်အတူယူမယ်ပြီးွားရင်ကိုတိုင်းမီကိုပြန်လဲပြီးတော့ပြုပြင်မယ်ဝိုင်းဝန်းတိဆောက်ကြမယ်ပေါ့အဲ့ဒါမျိုးတွေလိုတယ်ဟုတ်ကဲ့အဲ့လိုမျိုးပေါ့အခါကျတော့ဒီပါတီဆိုင်အနေနဲ့လုပ်မယ်ဆိုလို့ရှိရင်လဲ ဟိုအခုညီမတို့2012နောက်ပိုင်းမှာဟိုအရင်တုန်းကဆိုရင်ဒါညီမအနေနဲ့လိုအပ်တော့ပေါ့နော်ပြောချင်တာပေါ့ဒါညီမရဲ့အကြံဉာဏ်မှာစိတ်ကူးပါဒါညီမရဲ့ထင်မြင်ယူဆချက်ပေါ့အဲ့ခါကျတော့ ဒီ2012အရှေ့ပိုင်းမှာတော့ညီမတို့ပါတီဝင်တဲ့လူတွေကအရန်နေပါတယ်။ဘာကြောင့်လဲဆိုတော့ဖိနှိပ်ချုပ်ချယ်တဲ့ကာလဖြစ်နေတဲ့အတွက်ကြောင့်မလို့လက်ချိုးကြီးလို့ရတယ်။ဒီမြို့နယ်တစ်ခုမှာဆိုနိုင်ငံကြီးလုတ်တဲ့လူဟာဘဒူဘဒူတဲ့ဆိုတာမိသားစုချင်းချင်းတွေလည်းသိနေကြတယ်။အခုနောက်ပိုင်းမှာပြောင်ပြုတ်ပြင်ပြောင်းလဲပြီးတဲ့နောက်ပိုင်းမှာပါတီကိုအများကြီးဝင်လာကြတယ်ပေါ့နော်။အဲ့ဒါကိုညီမတို့အနေနဲ့ဒီအရန်ကိုကြိုဆိုရမယ်။အရင်ရှိပြီးသားဒီလူနှဲနယ်လဲတိုင်းမီကိုထူထောင်လို့မရအောင်အခုလိုမျိုးဟို တချို့ဆိုရွာတွေကိုဆင်းလို့ရှင်တို့အနေနဲ့အရင်တော့ကကြေးရွာတွေအထိပန်တီကစီယုံရင်မဆင်းနိုင်ခဲ့ဘူးအရင်တော့ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့်ကြေးရွာတွေအထိခုစီယုံရင်ဆင်းလိုက်တဲ့အခါမှာတောက်လျှောက် NLD ကို1988ကနေ2012အထိအားပေးခဲ့တဲ့အခြေခံပြည်သူလူထုတွေကနေပြီးတော့အတက်သရောနဲ့ပါတီဝင်တွေဖြစ်သွားတာတွေရှိတယ်အဲ့ဒီတော့ညီမတို့အနေနဲ့2012နောက်ပိုင်းမှာအသစ်သစ်တော့ဝင်ရောက်လာတဲ့ဒီပါတီဝင်တွေကိုညီမတို့အနေနဲ့ကြိုဆိုရမှာပေါ့နော်အဲ့လိုပဲတစ်ဖက်ကလည်းညီမတို့အနေနဲ့ ဒီပါတီကအခုဟာအာဏာရလာတဲ့လုတ်ပိုင်권တွေရလာတဲ့အဲ့လိုမျိုးတွေရှိလာတဲ့အဲ့လိုမျိုးရှိလာတဲ့အချိန်မှာဆိုရင်ဟိုစီစစ်ဖို့တွေလည်းလိုတာပေါ့နော်ဟိုညီမတို့နိုင်ငံရဲ့ခေါင်းဆောင်တွေကိုကြည့်မယ်ဆိုရင်လည်းဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ပြည်သူလူထုကိုတကယ်စေတနာထားပြီးနိုင်ငံရေးကိုလှုပ်ပေးသွားတဲ့ခေါင်းဆောင်တွေနဲ့အဲ့လိုလှုပ်တဲ့နိုင်ငံရေးသမားတွေကြောင့်တိုင်းပြည်ကတိုးတက်လာသလိုဒီလုတ်ပိုင်권တွေအာဏာတွေကိုတချို့လွယ်သုံးသားအဲ့လိုလှုပ်ချင်တဲ့လူတချို့ပေါ့နော်အ ਨੇ စုအဲ့လိုမျိုးရောပါလာနိုင်တယ်ပေါ့ပါတီကပွင့်လန်းသွားတဲ့နောက်ပိုင်းမှာ နော်ဟိုညီမတို့လုံနေတဲ့နိုင်ငံရေးသမားတွေကိုပဲဖြစ်ဖြစ်လက်ရှိလွှတ်တော်အမတ်တွေကိုပဲဖြစ်ဖြစ်ပုံစံမျိုးမျိုးနဲ့ချီးကပ်လာမယ်သူတို့တွေကအဲ့အဲ့လိုမျိုးတွေကိုတော့အထူးဂရုပြုဖို့လိုတာပေါ့အဲ့လိုမျိုးတွေကိုဟိုတကယ်ဟိုတိုင်းပြည်ရွှေစေတနာနဲ့လှုပ်ပေးမယ်နိုင်ငံရေးသမားစစ်စစ်တွေပေါ်များလာမှသာပါတီလည်းကောင်းမယ်ပြည်သူလည်းကောင်းမယ်နိုင်ငံလည်းကောင်းမယ်အားလုံးကောင်းမယ်ညီမအဲ့လိုမျိုးမြင်တာဟုတ်ကဲ့ကဲကျေးဇူးတင်ပါတယ်ညီမဟုတ်ကဲ့ကော